ဥဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်။ဒါကကျမကလက်ဆောင်ဖြစ်နေချပီးတယ်လက်ဆောင်ကကလေးဖြစ်တယ်နော်။6ရက်မှ9ရက်အထိသူကမပြောက်ပတ်သေးရ3ည4ခုနော်။3ည4ခုမှဆိုရင်အင်္ဂါနေ့မှာပဲသူကကိုကိုဆိုပြီးတော့ဆင်းပေးတယ်ပြီးတော့ဒါကအခွေနော်အခွေရ3ည1 4 5ခုအခွေအဲ့ဒီမှာဒီနေ့မနက်မှာပဲကိုငါဆိုပြီးတော့အခွေတွေရလဲဆင်းပေးတယ်နော်။ အမျိုးတို့စခွင်လျှော့ရိုက်ပြီးတော့ယူထားပါလို့ပြောတဲ့လက်ဆောင်ကတ်ကလေးနော်ပြီးတော့35ပရိတ်ကြံသေးတယ်နော်အမျိုးတို့ဒီနေ့မှာတော့အမျိုးတို့ရေ၄ကိုပရိတ်ကတော့၄ပရိတ်ပဲထည့်သွားတယ်နော်အဲ့ဒါဆိုတော့မနက်ဖြန်အတွက်ကိုကျွန်မပြပေးမယ် mà thì mà bây giờ này hoa này chế thả đấy nó hoa to lắm đấy nó yên chỉ lại mà thì nó lông bao mà nó xin này xin này bao mà xin xin bao nó chảo chảo gỗ thì tàu này bao mà xin xin bao nó chảo chảo gỗ tàu nhà này bao nó chảo 6ပါဝါကတိ6ရဲ့နှစ်ခါက9 6တိ9ကဒီနေကုန်မှာ तू ကဆင့်ပြရမယ်နော်အဲ့ဒါဆိုတော့ဒီမှာပန်းရောင်လေးနှလုံးချဲထားတယ်ရှင်းနဲ့လေးနဲ့ပေါင်းတော့နှစ်နှစ်ကိုဒီနှစ်နဲ့ပေါင်းမှာဒီလိုလေးပေါင်းတယ်เนาะနှစ်ကိုနှစ်နဲ့ပေါင်းတော့၄ လေးပါဝါကကိုလေးရဲ့နှက်ခတ်ကနှစ်သူကဒီနေကုန်မှာဆင်းရမယ်နော်ဟိုဘက်ဒီဘက်ကိုသူကအပိပောက်ဆိုက်နော်အပိပောက်ဆိုက်ဆိုတော့ဟိုဘက်ဒီဘက်ကသူကဘာထွက်သွားလဲဆိုလို့ရှိရင်ဒီဘက်က6တလုံးနဲ့ဒီက6တလုံးနဲ့6 9ဆိုပြီးတော့သူကထွက်သွားတယ်နော် ဒါကအပိပုတ်ဆိုင်ကလေးနော်အမျိုးတို့အဲ့တော့နောက်တော့ဘွဲဆက်ကြည့်မယ်နောက်တော့ဘွဲက1နဲ့9နဲ့ပေါင်းမယ်တင်း9ပေါင်းတော့6 6ကိုဒီ9နဲ့ပေါင်းမယ်6 9ပေါင်းတော့ဒီနင်းကြည့်ရတာနည်းနည်းမလွတ်မလပ်ပြန်နေတိပါဝါက6တိကေနခက်က8 တိ6ရှိကဒီမနေ့ညမှာဆင်းရမယ်နော်အဲ့တော့ဒီလိုပဲပန်းရောင်လေးတွေချေထားတယ်နှလုံးကိုပေါင်းမယ်တိ6ပေါင်းတော့ခွန်းခွန်းကို6နဲ့ပေါင်းမယ်ခွန်း6ပေါင်းတော့3၃ပါဝါက၈၃ရဲ့နှက်ခတ်က၅ ်385ကဒီမနဲ့ညမှာဆင်းရနော်ဒီဘက်ကလည်းဒီမနဲ့ညမှာဆင်းရမယ်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကဘာဆင်းပြီးသွားလဲဒီဘက်က6တလုံးနဲ့ဒီက5တလုံးနဲ့5 6ဆိုပြီးတော့သူကဆင်းပြီးသွားတယ်နော်5 6ဆိုပြီးတော့เนาะအဲ့တော့နောက်တစ်ပင်ကိုဆက်ကြည့်အောင် နောက်တပင်က6နဲ့9နဲ့ပေါင်းမယ်6 9ပေါင်းတော့1 1ကို9နဲ့ပေါင်းမယ်15ပေါင်းတော့6 6ပေါင်းွားက1 6နှစ်ခတ်က9နော်အဲ့တော့ဒီလိုပဲပန်းရောင်လေးနှလုံးပေါင်းမယ်6နဲ့9နဲ့ပေါင်းတော့1 1ကိုဒီက9နဲ့ပေါင်းမယ် နော်တင်ငါပေါင်းတော့6 6ပါဝါက1 6ကနခက9တူရလေဒီမနဲ့ညာမှာဆင်းပေးရမယ်နော်ဟုတ်ပါဒီဘက်ကအဲ့ဒါဆိုတော့ဒီဘက်ကလည်း6တိကိုဒီဘက်ကလည်း6တိကိုဗာဆင်းပြီးသွားလေဒီက6တလုံးနဲ့ဒီက6တလုံးနဲ့ ညနေပိုင်းမှာ66ဆိုပြီးတော့သူကဆင်းပြေးသွားတယ်။နော်အဲ့တော့နောက်တစ်ဝက်ဆက်ကြည့်အောင်။နဲ့ခွန်နဲ့ပေါင်းမယ်။ခွန်ပေါင်းတော့8ရှိကိုဒီက6နဲ့ပေါင်းမယ်ရှိ6ပေါင်းတော့4 4ပါဝါက ၄ရဲ့နှစ်ခက်က2၄၉2ကဒီမနေ့ညမှာ तू အဆင်ပြေရနော်အဲ့တော့အပေါ်ပင်လိုပဲဒီပန်းရောင်လေးနှလုံးပေါင်းမယ်1နဲ့3ညနဲ့ပေါင်းတော့1 1ကို4နဲ့ပေါင်းတော့5နော်ဒီလိုလေးပဲပေါင်းမယ်14ပေါင်းတော့5 5ပါဝါက3ည5ရဲ့နှစ်ခက်က3 အဲ့တော့ဟိုဘက်ဒီဘက်က तू ကအပြီးဆင်းပေးရမယ်တဲ့နော်ဟိုဘက်ဒီဘက်ကိုအပြီးဆင်းတော့ तू ကဘာဆင်းပေးလဲဆိုတော့ဒီက6တလုံးနဲ့ဒီဘက်က3တလုံးနဲ့3ခုဆိုပြီးတော့ तू ကဆင်းပေးသွားတယ်အဲ့တော့နောက်တစ်ဘွဲ့ဆက်ကြည့်အောင်၄နဲ့၄နဲ့ပေါင်းမယ် လေးလေးပေါင်းတော့ရှစ်ရှစ်ကိုဒီက3နဲ့ပေါင်းမယ်ရှစ်3ပေါင်းတော့1တိပါဝါက6တိကဲနခက8တိ6ရှစ်ကဒီမနဲ့ညမှာသူကဆင့်ပြရမယ်เนาะအပေါ်ပင်လိုပဲဒီမှာပေါင်းမယ်ပန်းရောင်လေးတွေလေးနဲ့3ညနဲ့ပေါင်းတော့4လေးကိုဒီက3ညနဲ့ထပ်ပေါင်းတော့လေလီ နိဘာဝကကိုဒီရဲ့နှခတ်ကနှစ်ဒီကိုနှစ်သူကလည်းဒီမနေ့ညမှာသူကဆင်းပြရမယ်နော်အဲ့တော့ဘာဆင်းပြလဲဒီဘက်ကတိ6ရှိကဒီက6တလုံးနဲ့ဒီဘက်ကလီကိုနှစ်ကဒီက6တလုံးနဲ့69ဆိုပြီးတော့သူကဆင်းပြသွားတယ် ဲ့တော့ဆက်ကြည့်အောင်၃ညနဲ့၈နဲ့ပေါင်းတော့၈၈၉6နဲ့ပေါင်းတော့၄နည်းနည်းလေးစောင်းလိုက်မယ်နော်နောက်ပြီးကျမှပြန်တည့်ပေးမှာမလွတ်လို့မျိုးလို့အဲ့ဒါဆိုတော့၄လေးပါဝါက6လေးရဲ့နှစ်ခက်က2လေး6နှစ်ကဒီမနေ့ညမှာသူကဆင့်ပြရမယ်เนาะ တော့ဒီလိုအပေါ်မူဘောဆိုင်တိုင်းပဲပန်းရောင်လေးတွေချဲထားတာကိုပေါက်မယ်၃ညနဲ့2နဲ့ပေါင်းတော့2နှစ်ကို4နဲ့ပေါင်းတော့66ပါဝါက6နှစ်ခတ်က9 6 9ကဒီမနဲ့ညမှာဆင်းရမယ်เนาะဒီဘက်က6 9နှစ်ကလည်းဒီမှာဆင်းရမယ်6 9ကလည်းဆင်းရမယ်။ဘာဆင်းပြီးလဲဆိုတော့ဒီဘက်က9တလုံးနဲ့ ဒီဘက်ကကိုးတလုံးနဲ့မနေ့ပိုင်းမှာကိုကိုဆိုပြီးတော့ဆင်ပြေးသွားတယ်နော်အဲ့တော့မနေ့ဖန်အတွက်မနေ့ဖန်အတွက်ကနှစ်နဲ့ခွန်နဲ့ပေါင်းမယ်နှစ်ခွန်ပေါင်းတော့ကိုကို6နဲ့ပေါင်းမယ်ကို6ပေါင်းတော့9 ငါပါဝါက3ညာငါရဲ့နှခတ်က3ငါ3ညာ3ဟာသူကကီးနော်အဲ့တော့ဒီဘက်ကထပ်ပြီးတော့ပေါင်းမယ်2နဲ့6နဲ့ပေါင်းတော့1 1ကို3နဲ့ပေါင်းမယ်3ပေါင်းတော့4လေးပါဝါက6လေးရဲ့နှခတ်က2 4 9 2ဒါ ဒီ site အရာဒါကြပြပေးတာเนาะ site ကြလို့ရှင်တော့ဒါအမျိုးလိုရမယ်ဒါဒီ site အတွက်ဒီ site ကလေးတွေသူ့ရဲ့အပင်ကြာလေးတွေကိုဒါကျွန်မဒီဥစ္စာလေးတွေကပြပေးရတာဖြစ်တယ်เนาะ site ပေးရင်ရမယ်ဒီဘက်ကတော့ကျွန်မတို့ကလက်တွဲ site ကခဏန်းတွေကိုအကွက်ဆင်ပြီးတော့ဒါပြထားတာเนาะကျွန်မခါတိုင်းပြနေတာဆိုလို့ရှင်အခုလိုမျိုးလက်တွဲ site ကခဏန်းတွေကိုပဲကျွန်မချပေးနေတာကျွန်မပြတာဆိုရင်မနေ့ကနေ့ အဲအဲ့ပေါ့မနေ့ကနေဒီနေ့အတွက်ပေါ့နော်အဲ့ဒါကဒါကစိုက်ပေးရင်တော့ဒါအမျိုးလိုရမယ်နော်အဲ့တော့ငါးတုံညာသုံးတယ်ဒီဘက်က၄ခုနှစ်ကဒီမှာ तू ကနှစ်ပင်တစ်ဖက်မှာ အပီးဆင်းနေတာဖြစ်တယ်နော်ဒီမှာဒီလိုနှစ်ပင်တစ်ဖက်ကို အပီးနှစ်ပင်တစ်ဖက်ကိုအပီးဆင်းတာနော်အဲ့တော့စိုက်ပေးရင်တော့ဒါအမျိုးလိုရမယ်နော်အဲ့တော့ဒီဘက်ကအချင်းလေးတွေနဲ့ ကြီးနေကြည့်ရအောင်နော်ဒါကအချိန်ဒါကျမတို့ကလက်တွေ့ site ကရရှိထားတဲ့ခဏန်းကိုဒါအကွက်ဆင်ပြီးပြရတယ်အဲ့ဒီကကျမအမြဲတမ်းတုံနေတာဆိုရင်ဒီလို site ကိုပဲကျမတုံတာတချို့ကအဲ့ဒီလို site ကလေးတွေနဲ့အချင်းယုံပြတဲ့ခါကျတော့ တိတ်ပြီးတော့စိတ်မဝင်စားလို့ကျမကဒီလိုမျိုးအပီးပေါက်ဆိုင်ကိုကျမကပြပေးရခြင်းဖြစ်တယ်နော်ကျမတို့က site တွေကိုအမျိုးမျိုးဆွဲပြီးတော့အမျိုးမျိုးခဏန်းကိုဆွဲထုတ်လို့ရတယ်ဒါပေမဲ့ကျမတို့ကလက်တွက် site တွေမှာကိုကတွက်ထားတာရှိတယ်လက်တွက် site ကခဏန်းနေလို့ဒါကျမတို့ကမူသေးယူတဲ့အတွက်ကိုဒါအမျိုးတို့လက်တွက် site ကခဏန်းကိုလည်းကျမချပြီးတော့ပြပေးတာအဓိကကတော့ပေါက်ဖို့ပဲရည်ကြည့်တယ်နော်အမျိုးတို့အဲ့တော့၄တေပေါင်းတော့ငါ ငါပါဝါ၃ညအခြေနော်အတိကာတော့ပောက်ပူရေးကြည့်နော်အဲ့တော့ငါ၃ညအခြေငါ၃ညအခြေကဘာဆင်းပြီးလဲဆိုတော့ငါ၃ဆိုတော့ငါတလုံးဆင်းပြီးတယ်နော်အဲ့တော့6နဲ့9နဲ့ပေါင်းမှာ6 9ပေါင်းတော့1 1ပါဝါက6 တစ်၆ကအချင်းဗာဆင့်ပြီးလဲတစ်ခုံဆိုတော့ဒီကတစ်တလုံးဆင့်ပြီးတယ်နော်အဲ့တော့၃ညနဲ့၄နဲ့ပေါင်းတော့၄၄ပါဝါက9၄ကိုချင်းနော်မနေ့ညဆင့်ရမှာလေဗာဆင့်ပြီးလဲ၃ကိုဆိုတော့ဒီက၉တလုံးဆင့်ပြီးတယ်၃ညနဲ့2နဲ့ပေါင်းတော့ နှစ်ပါဝါကခွန်နှစ်ခွန်အချေးဘာဆင့်ပြီးလဲနှစ်ခွန်လို့ဆင့်ပြီးတယ်နော်နှစ်ကောခွန်အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်က6နဲ့6နဲ့ပေါင်းတော့8 10ပါဝါ3 83ချေးအလက်တွေ့ဆိုင်ကခဏမယ်နော်အကြိုက်ဆုံးခဏမယ်နော်အဲ့တော့ဒီဘက်မှာတစ်ခါပြပေးဦးမယ် ား6 6ပေါင်းတော့4 4ပါဝါကူ4ရဲ့နှက်ခတ်က2 4ခု2နော်4ခု2ကသူကဒီနေကုန်မှာဆင်းရမယ်။ဘာဆင်းပြီလဲ69ဆိုတော့ဒီက6တလုံးဆင်းပြီလဲ96ပေါင်းတော့1တိပါဝါ6တိကနခကရှိတိ6ရှိကအီးဒီနေကုန်မှာဆင်းရမယ်။ဘာဆင်းပြီလဲတိခုံဆိုတော့တိတလုံးဆင်းတယ် သုံးညနဲ့သုံးညနဲ့ပေါင်းတော့သုံးညသုံးညပါဝါက9သုံးညရဲ့နှစ်ခတ်ကခွန်သုံးည9ခွန်ကဒီနေ့ကုန်မှဆင်းရမယ်။ဘာဆင်းပြီလဲသုံးည9လို့ဆင်းတယ်။အပင်လေးတွေကတူတယ်ရိုးရှင်းတယ်။ဒါပေမဲ့အတိကပောက်ဖို့ရည်ကြီးတယ်မျိုးလို့။နော်အဲ့ဒီတော့6နဲ့9နဲ့ပေါင်းမယ်။6 9ပေါင်းတော့9ငါပါဝါက3ည9ရဲ့နှစ်ခတ်က3ငါ3ည3 ပါဆင့်ပေးလဲ83ဆိုတော့3တလုံးဆင်တယ်အဲ့တော့ခွန်လေးပေါက်မယ်ခွန်လေးပေါက်တော့1တစ်ပါဝါ6တစ်ကဲနှစ်ခက်က8တစ်6 8အဲ့လိုရတယ်နော်ဒါကတော့စိုက်ကြရင်ရမယ်ခဏနော်ဒီဘက်ကဒီဘက်ကတော့ကျမတို့မူတည်ယူတဲ့ခဏအဲ့တော့ဗရိတ်ကလေးတစ်ချက်ပြပေးမယ်နော်မနေ့ကတော့ဗရိတ်ကတော့၄ခုဗရိတ်ကတော့ လေးဗရိတ်ဆင်းပေးသွားတယ်နော်ကိုငါဆိုတော့အဲ့တော့ဗရိတ်ကြိုက်တဲ့လူကဗရိတ်ကိုသုံးနော်အဲ့တော့ဗရိတ်က6 34ပေါင်းတယ်နော်6 34ပေါင်းတော့3ည3ညရဲ့ပါဝါက9နော်ဒါဗရိတ်နော်ဗရိတ်က3ည9ဗရိတ်ဒီနေ့ကုန်မှဆင်းရမယ်ဘာဆင်းပြီလဲ69ဆိုတော့ तू က9ဗရိတ်ဆင်းပြီ အဲ့လိုပဲဆက်ပေါင်းမှာ9နဲ့9နဲ့ပေါင်းတော့3ည3ညကိုဒီ6နဲ့ပေါင်းတော့6 6ပါဝါက1 6တိပြိတ်6တိပြိတ်ကဒီနေကုန်မှာဆင်းရမယ်เนาะမျိုးလိုဘာဆင်းပြီလဲခွန်လေးဆိုတော့တိပြိတ်ဆင်းပြီအဲ့တော့ဆက်ကြည့်ခွန်နဲ့8နဲ့ပေါင်းမှာခွန်8ပေါင်းတော့9 9ကိုဒီ3ညနဲ့ပေါင်းတော့9 9ပါဝါက3ညပြိတ် ီနေ့ကုန်မှာဆင်းရမယ်။ဘာဆင်းပြီလဲ။395ဆိုတော့9ပြည့်ဆင်းပြီ။နော်အဲ့တော့ဆက်ကြည့်။38နဲ့ပေါင်းတော့1 1ကိုဒီ3ညနဲ့ပေါင်းတော့1 1ပါဝါ6 16ကပြိပါဆင်းပြီလဲ73ဆိုတော့1ပြိဆင်းပြီလဲအဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်ကပြိကြိုက်တဲ့လူကပြိကိုထိုးနော်3လုံးပေါင်းမှာ9ကိုပေါင်းတော့8 8ပေါင်းတော့6 6ပါဝါကတ6ပြိပြိကြိုက်တဲ့လူကပြိကိုထိုးမယ်ကီးကြိုက်တဲ့လူကကီးကိုယူသုံးမယ်နော်ဟိုဘက်ဒီဘက်အပိပောက်ကြိုက်တဲ့လူကအပိပောက်ကိုသုံးနော်ဒါဒါကျမအကောင်းဆုံးရှာဖွေပေးထားတာအဲ့တော့တဲ့အဲ့တော့ဒီဘက်ကကီးရတယ်ဒီဘက်ကကီးရတယ်ဒါကတော့ဒီနှစ်ပင်ကအပိပောက်ဆိုင်ကီးဒီဘက်က168ကကီးရတယ်အဲ့တော့ကျမဒီ168ကိုကျမကင်တယ် ါကျမတို့လက်တော့ဆိုင်ကကဏ္ဍကိုမူတည်ယူတာဒါကတော့ဟိုဘက်ဒီဘက်အပြီးပေါက်ဆိုင်အဲ့တော့တိ68တိ68ကကီအဲ့မှာဒီမှာအချင်းအချင်းရ38ချင်းเนาะရှင်းတော့မဖြစ်ဖြစ်38ပဲဖြစ်ဖြစ်ရတယ်เนาะ38 38ပတိပရိက္ခ6တိပရိက္ခ ရိတ်ကြိုက်တဲ့မျိုးကပရိတ်ကို၃အချင်းကြိုက်တဲ့မျိုးတွေကအချင်းကို၃နော်ပတိကြိုက်တဲ့မျိုးတွေကကြိုက်တဲ့အလုံးကိုယူပတ်နော်မနက်ဖန်တော့ဒီ၃ချက်ကထိရမှာအဲ့တော့ကျမကတ်ပေးမယ်ကျမထိုးမဲ့ပုံစံအတိုင်းဟိုတာအမျိုးလိုချပေးနေတာနော်ဒီနေ့မှာတော့ကျမကတော့ပရိတ်ကလေးလေးလိုက်လိုက်တော့နည်းနည်းတော့ရတယ် အမျိုးတို့တွေ့ပြီးပြန်ရင်လည်းအများကြီးဖြစ်သွားရင်လည်းမကောင်းဘူးအဲကြောင့်အများကြီးလည်းမပေးချင်ဘူးကြံရိတ်ခဲမှလည်းဆိုးအဲ့လိုတွေဖြစ်နေတာနော်အဲ့တော့တဲ့သုံးနဲ့တွေ့ပြီးမယ်သုံးနဲ့ဆိုရင်သုံးလေးသုံးနှင်းသုံးချက် tông cu nó à là số lượng xin này số lượng xin lý xin nè xin chào xin chào Shiku. No. Đây là. Đây là gà mì. Giang quệ. Giang quệ cả. Giang quệ cả đó. Thả miêu được, Cô hòa cụ trang này là lâu chị thủ. ူကဟိုဘက်ဒီဘက်တွဲမှာလေ၅၄၅၉ကထွက်ပြီးသားเนาะ၅၄၅နဲ့ဆိုလို့ရှိရင်ဒီမှာเนาะမျိုး၅နဲ့ဆိုရင်၅၄၅၉ကထွက်ပြီးသား၅၉ထွက်ပြီးသားဆိုတော့၅နှစ်တကွက်ထဲမှာဒါဟိုဘက်ဒီဘက်ကအပြီးပေါက်ဆိုင်เนาะ၅နှစ်တကွက်ထဲမှာအဲ့ဒါဆိုတော့၃ညနဲ့ဆိုလို့ရှိရင်၃ည၄၃ည၉ 3ည9ည2ဒါဟိုဘက်ဒီဘက်အပြိပေါက်နော်ဝက်ပြီးတာ3နဲ့ဆိုတော့3နှစ်ကဒီမှာပါတယ်နော်ဒါကျမကြိုက်လို့3ရှိကိုကြိုက်လို့ထည့်ထားတာနော်အဲ့တော့အဲ့ဒါရတယ်မျိုးလို့ခဏနေရလဲအများကြီးတော့မပေးချင်ဘူးမပေးချင်မင်းနဲ့လဲအကျန်းခဲမှာဆိုလို့ဒီနေ့လဲတွေးမယ်ဆိုရင်တော့ပါတယ်ကျန်းခဲတယ် နော်အမျိုးတို့အဲ့တော့ညတော့လေကနန်းညသွားတဲ့ဖြစ်မယ်အဲ့တော့ဒါအမျိုးတို့အနေနဲ့ကြိုက်တဲ့ကနန်းကိုယူပြီးတော့ထိုးဒါကျမတွဲလို့ရမယ်အနေထားကိုအကုန်လုံးကိုတွဲပြတာဖြစ်တယ်နော်အမျိုးတို့အနေနဲ့ကကီယိုသုံးမယ်ဆိုရင်လေကီယိုယူသုံးဒီပတ်တီကိုသုံးမယ်ဆိုရင်လေဒါပတ်တီအမျိုးတို့ကြိုက်တဲ့ နှလုံးလုံးပတ်ကမယ်လို့မဆိုလို့ဘူးเนาะကိုကြိုက်တဲ့အလုံးကိုပတ်မနဲ့ဖန်တော့သုံးရောရှိကောကတော်တော်အားကောင်းလို့သုံးပတ်မယ်ဆိုရင်လည်းပတ်အရှိပတ်မယ်ဆိုရင်လည်းပတ်နှလုံးလုံးမပတ်ခိုင်းမှုဒါမျိုးတို့အဲ့တော့ကိုညာရှိတယ်လို့လေယူသုံးဒီလို၃နဲ့၈နဲ့ဆိုလို့ရှိရင်၆တိပရိနဲ့ညိမယ်ဆိုရင်လည်းဒါအပူကြိုက်တဲ့လူတွေက၃၃လို့ရှိရှိတိုးတော့ထဲတော့ပြေးလိုက်အောင်မျိုးလို့ရနော်ဒီနှစ်ကွက်နဲ့တော့အကြောက်တော့မထူးတော့ပါဘူးနော်၆ပရိဆိုရင် မျိုးလို့၂၀၀ဖို့ထိုးတောင်ဆင်းပြေတယ်ဒီအပူကအာသေးရမလို့နော်ပုံသုံးနေရှိရှိဒါ၆ပြိဖြစ်နေလို့နော်အဲ့တော့ဒီနှစ်ကွက်နေရတော့အကြောင်းတော့မထိုးအာသေးရလည်းမလို့တဲ့အတွက်ဒါအမျိုးလို့အနေနဲ့၅၀၀ဖို့ထိုးတောင်မှပဲအဆင်ပြေတယ်နော်ဒါ၆ပြိဖြစ်နေလို့ဒါကျမကြိုက်လို့ထက်ထည့်ပြီးတာနော်အဲ့ဒါဆိုတော့ဒီလောက်ဆိုရပြီလားမသိဘူး အဲ့လောက်ဆိုရပြီနော်အဲ့ဒါဆိုရင်မနက်ဖြန်ရှိရဲကြာသာပတိမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတဲလဲလဲရရှိနိုင်ကြပါစေနော်